Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့73ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်။တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလက်ရှိ Mbumo နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ရထားတယ်။ Victor Gyokeres, Victor Osimhen ထုံးစံတိုင်းပေါ်ပဲဗျာ။တိုက်စစ်နဲ့ပတ်သက်လို့သတင်းတွေကျွန်တော်တောက်လျှောက်တက်နေတယ်။ Matthias Cunha ကိုခေါ်အပြီးမှကျန်တဲ့ Nero နဲ့ပတ်တန်တယောက်တိုက်စစ်မှုတယောက်အတွက်အသင်းကအလုတ်လုပ်နေတယ်ဆိုတော့ဒီကစားမားတွေနဲ့ပတ်သက်ပြီးတော့လည်းကြောင့်သတင်းတက်နေတယ်။ဒါအပြင်တင်းလာနေမှာလည်း ကျွန်တော်တို့ဒါအတင်းပတ်က sorry ဗါလေတိုင်းလာနေမှာလေကျွန်တော်အပြောင်းရွှေ့ကဖွင့်ပြီဆိုတဲ့အခါကျတော့အတင်းမှမဟုတ်ဘူး channel အတင်းနေလေအပြောင်းရွှေ့နေတဲ့ပတ်သက်လို့ကျွန်တော်တို့ဒါရက်နေကြတာတွေကျွန်တော်ဘာမှရှိမနေဘူးဗျာနော်အသင်းကိုစီကအလုတ်လုတ်နေကြတာတွေကြီးပဲ။ဒါကြောင့်လည်းပဲတရင်တွေကျွန်တော်ထွက်နေတာပေါ့ဗျာ။ဆိုတော့အသင်းနဲ့ပတ်သက်တဲ့တရင်တွေကိုကျွန်တော်တို့ကြည့်ကြည့်ရရင်ပထမဆုံးအနေနဲ့တရင်တွေကဒီနေ့ညနေမှာတော်တော်များများကိုကျွန်တော်ထွက်ထားတာနော်။အဲဆိုတော့ပထမဆုံးကတော့ကျွန်တော်တို့နေတာကအမ်ဘူမိုနဲ့ပတ်သက်လို့ပေါ့လေနော်။အမ်ဘူမိုနဲ့ပတ်သက်လို့ ဒါ Sky Sport ကနေပြီးတော့ကျွန်တော် report လုပ်ထားတာကစပါအသင်းရဲ့ဘက်ကအန်ဘူမူကိုခေါ်ယူဖို့အတွက် Brandfo အသင်းနဲ့ကနဦးဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ Brandfo နီးပြဖြစ်တဲ့ Thomas Frank ကလက်ရှိစပါအသင်းနီးပြဖြစ်သွားပြီဆိုတော့ဒါသူ့ကိုခေါ်ယူနိုင်တဲ့အခွင့်အရေးဟာစပါအတွက်ပူပြီးတော့ညားလာနိုင်တယ်ပေါ့နော်။ဒါအပြင် Sky Sport ထပ်ပြီးတော့ပြောထားတယ်။ Brian Ambumu အနေနဲ့ စပါတင်ရဲ့နီးပြားတဲ့ဖြစ်လာတဲ့ဒါတိုမတ်ဖရန့်နဲ့ပေါ့နော်တိုမတ်ဖရန့်ကြောင့်ကိုပဲစပါတင်ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားလာကြောင်းသိရတယ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ပို့လုပ်ထားတယ်ဒါအပြင်နောက်ထပ်အဲစပါတင်ရဲ့ဘက်ကတော့အမ်ဘူမူကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုမြင့်တက်လာတော့လဲပဲပေါ့နော်ဆွေးနွေးမှုတွေကတော့စော်စီလွန်းနေသေးတဲ့အခြေအနေဖြစ်တယ်ပေါ့အမ်ဘူမူကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ကျင်နေပြီးတော့စပါတင်ရဲ့ဘက်ကလည်းโอเคဒီကစားမဟာ ယူနိုက်တက်ကိုပူပြောင်းကျင်တာပဲဆိုတဲ့အချက်လည်းကိုသဘောပေါက်ထားတယ်ပေါ့နော်။အပြောင်းအရွှေ့ရလက်ကယူနိုက်တက်ရဲ့ဘက်ကကစားမအတွက်ခေါ်ယူဖို့ကြိုးပမ်းတဲ့နေရာမှာဘရန်ဖူနဲ့တန်ဘူးဆုံးဖြတ်တဲ့ပုံမူတည်ပြီးတော့ဘရန်ဖူလိုချင်တဲ့တန်ချေပေးနိုင်နေဆိုရင်တော့ဒါအပြောင်းအရွှေ့ဖြစ်မြောက်သွားဖို့ရှိတယ်။ဆိုယူနိုက်တက်နဲ့ဘရန်ဖူကြားထဲမှာပဲကျွန်တော်ကျန်တော့တယ်ဆိုပြီးတော့ Gigos Ban ကလည်း report လုပ်ထားတယ်။ဆိုတော့အမ်ဘူမိုနဲ့ပတ်သက်တဲ့သတင်းကကြားထဲမှာလိပ်ပတ်လည်နေတယ်ဗျ။ဘယ်လိုပြောရမလဲ။ဟိုသတင်းတွေကတော့အမျိုးမျိုးပေါ့နော်။ ယူဆချက်တွေအများကြီးနဲ့ကျွန်တော် journalist တွေကပြောထားတာလည်းကျွန်တော်ဖြစ်မယ်ပေါ့ဗျာဒါမှမဟုတ်တကယ်ဖြစ်တကယ်အကြောင်းအရာတွေလည်းပါခြင်းလည်းပါမှာပဲဘာလို့လဲဆိုတော့အခုကဟို source နှစ်ခုကနေကျွန်တော်ရတယ်နှစ်မျိုးကိုဟဲ့နေတယ်စပားရဲ့ဘက်ကဘယ်တော့အမှုမှုကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုမြင့်တက်လာတယ်ဒါပေမဲ့လို့ဆွေးနွေးမှုတွေကအရင်ဆိုးလို့နေပြီးပြီးတော့ကစားမဟာ United ကိုပူပြောင်းခြင်းတွေဆိုတာကိုလည်းသဘောပေါက်ထားတယ်ပေါ့တစ်ဖက်ကကြတော့လည်း အမ်ဘူမူဟာလက်ရှိသူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ Thomas Frank ပြောင်းသွားတာဖြစ်တဲ့အတွက်စပားကိုပြောင်းဖို့စိတ်ဝင်စားလာတယ်ဆိုပြီးတော့ပြောကြပြန်ရောဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ Fabrizio Romano တို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ athletic reporter တွေပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော်အဲသူတို့ရဲ့ဒီ confirmation တွေဒါမှမဟုတ်လာမယ့်ရက်ပိုင်းတိုးတိုးမှာထွက်လာမယ့်သတင်းတွေကိုစောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ဒီလက်ရှိထွက်ထားတဲ့ report တွေကကျွန်တော်တို့ကြည့်ရင်အသင်းအနေနဲ့အများကြီးသတိထားစရာပါကျွန်တော်အမြင်ကတော့ အန်ဘူမူကမရခဲ့ဘူးဆိုရင်ငါတို့ပလန်ဘီအနေနဲ့ခေါ်ဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွေးမနေရဘူးအခုအသင်းအနေနဲ့ကဟိုကုညာတို့ကလည်းကုညာမကုညာပဲဆိုတော့ရအောင်ခေါ်တယ်ကစားမရဲ့ဘက်ကလည်းလာခြင်းနေပေါ့နော်အခုအန်ဘူမူကလည်းလာခြင်းနေအသင်းရဲ့ဘက်ကလည်းရအောင်ခေါ်ဖို့လုပ်နေတယ်ပြည်ထနာကကလပ်အသင်းနှစ်ခုကြားထဲမှာပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ကျွန်တော်တို့တည်တည်ချာချာအဲဘယ်လိုပြောမလဲတက်တင်းကလူချင်းတဲ့ပုံစံတက်တင်းကပေးခြင်းတဲ့ပုံစံနဲ့သဘောထားကွဲလွဲမှုတွေရှိနေတော့ ရန်ပူဘက်ကသတ်မှတ်ထားတဲ့တန်ကြီးကိုယူနိုက်တက်ဘက်ကပေးဖို့အတွက်အချိန်ကြီးမဟန်သေးဘူးဆိုတော့ဘယ်လိုပြောရမလဲဒီကြားထဲမှာစပါးကဖြတ်ခေါ်သွားတာမျိုးလေဖြစ်မလာနိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူးဆိုတော့စပါးအနေနဲ့ပေါ့နော်ဒါပေမဲ့ Champions League ဝင်ခွင့်လည်းသူတို့ရထားတယ်နော် Champions League ဝင်ခွင့်လည်းသူတို့ရထားတယ်လို့စပါးနီးပြဖြစ်တဲ့သူကလည်းဘရန်ဖို့နီးပြအောင်ဖြစ်နေပြီဆိုတော့အန်ဘူမိုသာပြောင်းသွားမယ်ဆိုရင်နေရာမရဘူးလို့ကျွန်တော်ပုံစံပြောလို့မရဘူးအန်ဘူမိုအနေနဲ့လည်းโอเคငါဆရာဟောင်းလည်းရှိတာပဲ Champions League ဝင်ခွင့်လည်းသူတို့ရထားတာပဲ ဟုတ်တယ်မလားเนาะဆိုတော့ဟိုငါအတွက်တော့အချိန်ကြီးကောင်းမှာပဲဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းကျင်နေပြောင်းသွားမှာပဲ United ကိုပိုပြောင်းကျင်နေဆိုတာတော့မှန်တယ်ဒါပေမဲ့လို့အချိန်ကြီးရပြောင်းသွားတဲ့ကစားမားတွေအများကြီးပဲရှိတယ်ဗျာဒီလားအခုပြောင်းကျင်တဲ့အတင်းနဲ့အချီနီရပြောင်းသွားတဲ့သူတွေနဲ့ကျွန်တော်ကြားထဲမှာကွဟိုအများကြီးရှိကြတယ်။အကြောင်းအန်ဘူမိုနီနဲ့လည်း United ကိုပြောင်းကျင်နေပြောင်းကျင်နေတာပြောတာ။ကိုရီအတင်းရဲ့ဘက်ကပေါ့နော်ကစားမကိုခေါ်ဖို့တဲ့ဒီကူမကျိုးပန်းနိုင်ခဲ့ဘူး။ Brandford လိုချင်တဲ့ဈေးမပေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်လည်းကြံခဲ့မှာပဲ ဒါကလည်းကစားမောက်တော့အဖြစ်ပြောလို့မရအောင်ကစားမမကရှင်းနေပြောပြီးသားငါယူနိုက်တက်ကိုလာခြင်းနဲ့ဒီတော့ကလပ်တင်းတစ်ခုကြမင်းတို့သဘောတူညီမှုရအောင်လို့ပြီးရင်ခေါ်ထားပဲအဲ့လိုမဟုတ်ဘူးဝိုးရိုဝါရာဖြစ်နေတယ်ဆိုတော့အမ်ဘူမိုးကလည်းတကယ်လည်းပဲသူ့ဆရာကလည်းလိုချင်နေဆိုရင်သူတွေသွားမှာပေါ့အခုကကျွန်တော်အထင်တော့ဒီစပားရဲ့ဘက်ကကပေါ့နော်စိတ်ဝင်စားတာတော့မှန်ပြီမဲ့လို့အမှန်တကယ်ကျူးပန်းနေတဲ့ပုံစံမျိုးတွေမသိရသေးဘူးဘာလို့လဲဆိုတော့သူတို့က right minute နေရာမှာကစားနေတယ်ဆိုတော့ Brandon Johnson ကျွန်တော်တို့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နေတာ Kuluseski ကျွန်တော်ရှိမယ် ကျွန်တော်အန်ဘူမိုအတွက်ကဘာလဲပေါ့တိုက်စစ်မှုစစ်စစ်ဖြစ်ထားကစားအောင်ကလည်းသူတို့မှာဆိုလန်ကီကျွန်တော်တို့ရှိတယ်ပြီးလို့ရှင်ရစ်ရှာလီဆန်လည်းကျွန်တော်ရှိတယ်ဆိုတော့အကယ်လို့သူရစ်ရှာလီဆန်ကလည်းထွက်မလာတော့ကြည်ရမှာပေါ့လေဆိုတော့အဲ့လိုမျိုးဆိုတော့အန်ဘူမိုအနေနဲ့နေရာရနိုင်စွမ်းရှိမှလားသောမတ်စရန်ကဟိုပြောင်းသွားတာမှန်ပေမဲ့လေလို့ပေါ့နော်ကျွန်တော်တို့စီမှာဖျက်သိမ်းခဲ့တဲ့နီးပြတွေလိုမျိုးကိုကစားမဟောင်းကိုခေါ်လေးရှိတဲ့နီးပြမျိုးဟုတ်မဟုတ်ဒါတွေကလည်းကျွန်တော်ရှိသေးတာဒါကြောင့်အန်ဘူမိုနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကဘလို့ပဲပေါ့နော်ဟိုဖြစ်ဖြစ်အသိအနေနဲ့နောက်ကျနောက်နှီးလို့မရဘူး ကစားမကိုယ်တိုင်ကပြောင်းကျင်နေဆိုတဲ့အာသာချက်တစ်ခုကိုပေးထားတဲ့အနေထားမှာရန်ဖူးနဲ့ကိုရီချားတွေမှာသဘောတူညီမှုရအောင်ကျွန်တော်ကြိုးပမ်းနိုင်မှရမယ်။ဒီခုရရှိတာပေါ့ဗျာ။နော်ကိုတင်းဘက်ကလည်းသူများလိုချင်တဲ့ငွေကိုပေးနိုင်အောင်မှာပေါ့။ကျွန်တော်ကဗျာပလန်ဘီမရှိတာကိုစိတ်ပူတာ။ကျွန်တော်လက်ရှိအမ်ဘူမိုနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့မှာငါတို့ကတော့ဟေးအမ်ဘူမိုကိုမရရင်ဒီကောင်ကိုချိုးပန်းနိုင်တယ်ဟေးဆိုတဲ့ပုံစံမျိုးကျွန်တော်ရှိမနေဘူး။တိုင်းစစ်မှာပဲ okay ဒီကစားမမရရင်ဟိုကစားမဟိုကစားမမရရင်နောက်တစ်ယောက်ဆိုတဲ့ပုံစံမျိုးရှိနေတာ။အခုကကအမ်ဘူမိုမှအမ်ဘူမိုဖြစ်နေတယ်။ ူမရရင်ဘသူ့ကိုခေါ်မလဲဆိုတာလည်းကျွန်တော်မသိရသေးဘူးဒါကြောင့်ဒီအပြောင်းရွှေ့ဒီစပားလက်ထဲပါသွားလို့မဖြစ်ဘူးပေါ့နော်ပလန်ဘီရှိရဲဆိုရင်တော့မြင်မြင်ကြိုက်တဲ့လောက်ခေါ်ပြဿနာမရှိဘူးစပားအနေနဲ့ဟုတ်တယ်မလားကစားမကစပားကိုပြောင်းကျင်နေဆိုလဲသူကဒါမျိုးကိုဒီမကပလန်ဘီရှိတဲ့ပုံမပေါ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီနေရိုနံပါတ်10မှာအန်ဘူမူကလွဲရင်ကျင်တဲ့ကစားသမားလုံးဝကျွန်တော်မသိရဘူးမသိရတော့အတင်းဘက်ကအတန်ထွက်တာဒါအပြင်ကျွန်တော်ထင်တာကိုပြောတာနော်လက်ရှိ Thomas Frank ကစပားမှာသူ့အနေနဲ့ဒီ ဘရန်ဖို့တော့ငါလို့နီးစနစ်သူတိဆောက်ချင်နေဆိုရင်တော့အန်ပူမူကအန်ဝင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့၄၃၃တို့၄၂၃တို့ဘာလို့မှအန်ပူမူအန်ဝင်ခွင့်ရဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးနေရိုနံပါတ်၂ယောက်ကစားတဲ့အသင်းမျိုးတွေမှာဆိုလို့ရှိရင်အန်ပူမူကအန်ဝင်ကောင်းဝင်နိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေတော့ဘူးကျွန်တော်လက်ရှိပရီးမီးယားလိအသင်းကြီးရဲ့ကစားဟန်တွေကိုကြည့်ကြည့်တာအန်ဘူမိုအတွက်အန်ဝင်နေတာဆိုလို့ယူနိုက်တက်ပဲရှိတယ်ယူနိုက်တက်နဲ့ဘရန်ဖို့ပဲရှိတယ်ဒါတော့မှဘရန်ဖို့ကနီးပြပြောင်းသွားပြီဆိုတော့စစ်စတမ်တွေပြောင်းမပြောင်းမသိရသေးဘူးဘာလို့အဲ့လိုပြောရလဲဆိုတော့ဘရန်ဖို့မှာ352မှာလည်း ူကတိုက်စစ်မှုနေရာမှာကစားတယ်။နော်ဒါအမင်းလိုအပ်ရင်လည်းပဲနေရုနံပါတ်10မှာကစားတယ်။ဒါဒီ United လောက်ပဲကျွန်တော်ရှိတာ။အားလုံးက433တို့423တို့ဒါပဲကျွန်တော်ကစားနေကြတာ442တို့ United လို3 back ကျင်းနဲ့တဲပြီးတော့ထွက်လာတဲ့အသင်းဆိုတာ Premier League မှာအများကြီးမရှိဘူး။အဲ့ဒီတော့ဒါကြောင့်ပေါ့နော်အန်ပူမိုတို့အဝင်ခွင့်ကျဖြစ်နေတာဒီ United ပဲ။ဒါပေမဲ့လို့ Thomas Frank ကစပါးမှာလေသူ Brentford ကလို့ပြောင်းလဲမယ်ဆိုရင်တော့စပါးမှာလေသူအန်ဝင်ခွင့်ကျဖြစ်ကောင်းဖြစ်နိုင်တာပဲတခုတော့ရှိတယ် Plan B မရှိတဲ့အခြေအနေမျိုးမှာ ်အန်ပူမိုကိုသူများအသင်းထံပါမသွားအောင်ယူနိုက်တက်ကြိုးပမ်းနိုင်မှကျွန်တော်တို့ရမယ်မဟုတ်လို့ရှင်တော့အသင်းတစ်ပတ်ကပေါ့နော်ဒီကစားမတယောက်ကိုစိတ်ဝင်စားတယ်ပြီးရင်တိုင်ပတ်ကြံခဲ့ရောအာနောက်တယောက်ကြာခုမှထပ်ခေါ်ဖို့လုပ်တယ်ဟေ့ဆိုလို့ရှင်နောက်တလားလောက်ကကိုဦးမှအဲ့တယောက်အတွက်အဲ့လိုနဲ့လိမ့်ပက်လေပြီးတော့တိုင်ပတ်သွားမှစိုးဝါသေးတာနော်ညီကလေးတို့တဲ့တိုင်စိုးဝါသေးတာအဲ့ဒါတော့ကျွန်တော်ကြည့်ရမှာပါနော်စပါဘက်ကဘလောက်ထိထိရောက်တာတွေလုံမလဲယူနိုက်တက်ရဲ့ဘက်ကရောစပါကပြိုင်ဘက်အနေနဲ့ဝင်လာပြီဆိုတော့တကယ်ထိရောက်အောင်လှုပ်ဆောင်နိုင်မှာလား ော်ကျွန်တော်ကြည့်ရမှာပဲဒါမှမဟုတ်အန်ပူမိုရဲ့အေဂျင်ကယူနိုက်တက်ကိုပြောင်းရွှေ့စီခြင်းလို့လို့စပါးနဲ့အတန်ထုတ်တာလေးလည်းကျွန်တော်အတန်လွှင့်နိုင်လေးဖြစ်ကောင်းဖြစ်နေတာပဲနော်အပြောင်းရွှေ့တော့အပြောင်းရွှေ့ဆိုတာကဘာမှပုံတည်ပြောလို့မရဘူးဗျာနော်ဆိုတော့ညီကလေးရောဘလူးမင်းရလဲအန်ပူမိုကိုကျွန်တော်တကယ်ရအောင်ကြိုးပမ်းသင့်လားဒါမှမဟုတ်ပလန် B အနေနဲ့ဈေးကြီးရယ်ဆိုရင်ဘယ်ကစားမကိုခေါ်ညီကလေးကြိုးပမ်းသင့်တယ်လို့ထင်ရလဲဆက်သမိုင်းဆွေးနွေးကြပါအောင်ကျေးဇူးများဒီမှာလေအန်ပူမိုကိုတော့တဲ့အသင်းဘက်ကရအောင်ခေါ်မအဆင်ပြေမယ်ထင်တာပဲဗျာတဲ့ဒါပေမဲ့ဈေးကကြီးနေတာတဲ့နော် ဈေးကတော့ကြီးတယ်ဈေးကတော့ကျွန်တော်တို့ကြီးတယ်ဗောနော်တချို့ညီကိုတွေကျတော့လည်းပြောကြတာဗောလေအာဒက်ဂန်ရိုက်စ်တုံးကလည်းအာဇနက်ကတန်းတရာပေးတာပဲဗာညာဗောဒက်ဂန်ရိုက်စ်ကအဲ့ဒီလုံကအသက်က20ကျော်ပဲရှိသေးတယ်ဟုတ်တယ်မလားဘယ်နှစ်နှစ်လဲဗျာရိုက်စ်ကအခုမှဘယ်နှစ်နှစ်တော့အခုအမ်ဘူမူက26ဖြစ်နေပြီဗျာဒီလားနော်26ဖြစ်နေပြီစာချုပ်ကလည်းတစ်နှစ်ပဲကျွန်တော်ကျန်တော့တာကစားမားကလည်းပြောင်းကျင်တယ်အဲ့လိုအခြေအနေမျိုးနီးပြားကလည်းသူတို့အတင်းမှာပြောင်းသွားပြီဗျာအဲ့လိုနေသားမျိုးမှာအတင်းဘက်ကရနိုင်နေများဆိုသူတို့တက်နေနေများကုန်ကြစီနေအောင်ကျိုးပန်းနေတဲ့သဘောမျိုးပါအဲ့တော့ ပြောင်းရွှေ့ကတော့ကျွန်တော်တို့ဗောနော်ဒီ brand pool ကသူတို့လိုချင်တဲ့တန်း60မှာတန်း60ဖြစ်နေတယ်ပြဿနာက plan B မရှိဘူးဘာညာဆိုတော့လေတော်တော်လေးတော့တိုင်ပတ်ပါတယ်ဈေးကတော့ကျွန်တော်ကတော်တော်ကြီးတဲ့နေရာမှာပါတယ်မှန်တယ်ပြောရရင်စမားဖန်ပါမသွားအောင်ဗျာတဲ့အတင်းကရအောင်ခွန်မရမယ်တဲ့နော်โอเคကျေးဇူးများကြီးပါတယ် ိုစီမန်နဲ့ဗစ်တာဂီဂရက်ဘသူပိုရောက်လာနိုင်တယ်ထင်တယ်လေနော်အဲခဏနေကျွန်တော်တိုက်စစ်မှုကြောင်းကျွန်တော်ပြောပါမယ်နော်လေလို့ဒီမှာတော့စပါဘက်ကခေါ်ဖို့အတွက်အမှန်ကန်လုံနေတာရင်းနဲ့ပတ်သက်လို့သတင်းထွက်လာလို့ပေါ့နော်ယူနိုက်တက်ကလည်းရူဒရီဂိုပိုရောက်နိုင်လာတဲ့ဆရာသမားရူဒရီဂိုနဲ့ဘယ်အတန်မှတော့မထွက်တာဘလို့ရောက်မှာတော့နော်ဟိုရီယယ်မက်ဒရစ်ရဲ့ကစားသမားတွေကိုကျွန်တော်ခေါ်ယူနိုင်သွားမရှိပါဘူးအသက်30မပြည့်မီချင်းယူနိုက်တက်ကလည်းနော် ။ဘူမူကတော့ပြားနဲ့ရအောင်ခွန်မရမယ်တဲ့နော်ဒီကစားမပေါ်မှာအချိန်ကြီးအများကြီးကုန်ထားတာတဲ့နော်ဈေးကြီးပြီးမဲ့လဲလို့ပေါ့နော်ထိုက်တင်တဲ့တန်ကြီးဖြစ်မှုလို့ပဲမျောလင်းရတာပဲပြားတဲ့နော်โอเคကစားမခွန်ယူမှုမှာပြားတဲ့ plan B ရှိမှအဆင်ပြေမှာပဲကိုကောင်းစီသူကြီးသူအများကြီးတင်ပါတယ်အဲโอเคအတင်းကားပြရတယ်เนาะဟိုတယောက်မှတဲ့မထွက်ဖဲခေါ်နေတာကအချိန်နေသိမကောင်းမှုထင်တာပဲတဲ့အခုကကျတို့ငွေငွေရှာရမလို့ပဲနဲ့ခေါ်ယူနိုင်တဲ့အပြောင်းရှိမှုသူတို့ခေါ်နေတာပါအဲကျတို့အနေနဲ့တန်းတရာကျော်၃နိုင်လို့ရ နော်ကစားမရောင်းချမှုတွေကနေမရှိပဲဆိုတော့ကုညာကိုတန်း60တန်း60ဆိုတဲ့နေရာမှာတန်း40အရင်ပေးတာလေဖြစ်ကောင်းဖြစ်နေတာပဲဆိုတော့နောက်ထပ်တန်း60လောက်ကျန်သေးတယ်အဲ့ဒီထဲမှာပဲတန်း40ချက်ချင်းပေးဖို့အတွက်အမ်ပူမူကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းနေတာပါကျွန်တော်တို့အနေနဲ့သူတို့တွေကနော်ဟိုငတုံးနေမဟုတ်ဘူးပြတည်လာနော်ငတုံးနေမဟုတ်ဘူးဆိုတော့ဟိုလူမယောင်းသေးပဲနဲ့အရင်ဝယ်နေတယ်ဆိုတာမျိုးတွေကလောက်လောက်လို့ရလို့လောက်တာပြတည်လာမဟုတ်ဘူးအခုလက်ရှိအမ်ဘူမူကိုခေါ်ပြီးသွားပြီထားပါတော့တိုက်စစ်မှုခေါ်ရမယ်ဆို United ကလူရောင်းမရတော့မှလူမရောင်းမနဲ့တိုက်စစ်မှုခေါ်လို့မရအောင်အဲ့ဒီချိန်မှာလူမရောင်းမနဲ့တိုက်စစ်မှုခေါ်ဖို့လုပ်နေလို့ကျွန်တော်မရဘူးအသင်းဘက်ကအိတ်ကစားမတွေကိုအရင်ဆုံးကျွန်တော်ရောင်းမရအောင်အခုကရောင်းဖို့မလူသေးပဲနဲ့ခေါ်လို့ရတဲ့အပြောင်းအရွှေ့တစ်ခုမှုအသင်းဘက်ကအဲ့ဒီအပြောင်းအရွှေ့မှာလူဝယ်ဖို့ကိုပဲအဓိကကြိုးပမ်းနေတာပြည်ထနာကကိုအသင်းထံကိုလည်းဒီကစားမတွေနဲ့ပတ်သက်လို့ကိုရောင်းချင်တဲ့ player တွေနဲ့ပတ်သက်လို့ဘယ်သူကမှခေါ်ခြင်းစိတ်ရှိမနေသေးဘူးအဲ့ဒါကလည်းတော်တော်ဆိုးတယ်အဲ့ဒါကြောင့်လည်းပဲအပြောင်းအရွှေ့တွေကဘာတည်င်းမှန်းကျွန်တော်မထွက်သေးတာပါနော် အဲရှေ့မှာပြောဦးတယ်ဗျာတဲ့အမ်ပူမူနေရာအတွက် plan B ရှိသင့်ပြီလို့တဲ့နော်။ Okay ပါကျေးဇူးများဒီမှာလေ။အတင်းဘက်ကဗျာတဲ့ဟိုလိုလိုဒီလိုလိုနဲ့သူများနောက်ပါသွားမှာမြင်အောင်သေးတယ်ဗျာတဲ့။အပြောင်းရွှေ့အလုံးလုံးနေတာတွေကရှေ့မရောက်နောက်မရောက်နေတဲ့။လဲမှာကိုလိုကလန်ဖြစ်နေတယ်လို့ဆိုထင်တာပဲဗျာတဲ့။အဲကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲအဲ့လောက်ကြီးတော့မမြင်ပါဘူး။တခြားတော့မဟုတ်ဘူးပေါ့နော်။ပြီးခဲ့တဲ့အပြောင်းရွှေ့10ရက်အတော်တွင်သူတို့ဖွင့်နေ10ရက်လောက်အတော်တွင်မှာကစားမတစ်ယောက်ကျွန်တော်ရအောင်ခွန်နိုင်ခဲ့တယ်ပေါ့နော်။သူများအသင်းတွေလိုမျိုး club walk အတွက်ဒါ အချိန်မီပြင်ဆင်ရဖို့လိုတယ်ဟေ့ဘာညာတွေမဟုတ်တဲ့ခါကျတော့လူလင်ငန်း6ယောက်တွေပြိုင်နဲ့ခေါ်တာမျိုးတွေတော့မရှိဘူးပေါ့ဗျာနော်ကိုတင်းဘကအပြောင်းရွှေ့3လအတုံးတွင်မှာပဲသူတို့တီချာလုံမဲ့သဘောပါဒါကလည်းအခုမှကျွန်တော်စကြုံမှုတာမဟုတ်ဘူးအပြောင်းရွှေ့ရာသီတိုင်းကဒီလိုပဲနော်အပြောင်းရွှေ့ရာသီတိုင်းဒီလိုပဲဘယ်တော့မှစစောစီစီခေါ်ပြီးတော့အသင်းနဲ့ရာသီယူချစ်စင်းပွဲစဉ်တွေကိုလူစုံတက်စုံပူပေါင်းနေဆိုတာတွေကျွန်တော်မရှိဘူးဒါကထုံးစံတိုင်းပါပဲเนาะကျွန်တော်ယူနိုက်တက်ကိုသတိထားမယ်ဆိုရင်ဒါလည်းအတိမှာပါဒါပထမဆုံးဖြစ်တဲ့အချိန်မျိုးတော့ကျွန်တော်မဟုတ်ပါဘူး အဲဘူမူကိုလည်းမကြိုက်မကြိုက်ဘူးဗျာโอเคအဲအစားကတော့ဗျာတယ်ကိုရီးနဲ့တင်းထွက်ပြီးတယ်အခုသူများတော့ပါပုံများနေပြီထင်လာတယ်အဲစပါးပါကတရားဝင်ဆွေးနွေးနေတယ်ပါညာဆိုတော့စိတ်ပူစရာပါနော်ကျွန်တော်ကတော့အခုကတရားဝင်ဆွေးနွေးတဲ့အဆင်ရှိသေးတယ်လို့ကျွန်တော်မထင်ဘူးပြောလို့တော့မရဘူးပေါ့ဗျာတကယ်အလုပ်လုပ်လာတယ်ဆိုလို့ရှိရင်တော့လေသူတို့လည်းဆွေးနွေးရင်ဆွေးနွေးမှာပါအခုလည်းတော့တော်ကျွန်တော်တို့မထင်သေးဘူးဘာလို့သူတို့တကယ်ဆွေးနွေးတယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဒီဟို journalist တွေရဲ့ဘက်ကအမှန်ကန်တင်ပါပါအခုကကဒီတိုင်းသတင်းလေးတွေထွက်တုံးမဲ့ရှိသေးတာဒါကလည်းအကြောင်းရင်းရှိတယ်ဗျာ ခုနကကျွန်တော်ပြောသလိုပဲ Thomas Frank ကဟိုစပါးကိုရောက်သွားပြီအဲ့ဒီအတွက်နောက်မှာတောင်းနောက်မှာတောက်လျှောက်တည်နေကျွန်တော်ထွက်လာတာ United ကလည်း Ambumu နဲ့တည်နေပါထွက်ထားတယ်ဆိုတော့ Daimudi ကတောက်လျှောက်ကျွန်တော်လာတာပါနော် တိုင်းစင်မကော်ပဲတဲ့ကာနာချူထားပါတဲ့အဲကွင်းလေနံပါတ်6ကစားမကောင်းကောင်းတယောက်ရဒီရာဒီရက်အဆင်ပြေမလားတဲ့တိုင်းစင်နဲ့ကာနာချူနဲ့ကဘာမှမဆိုင်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ကဂိုးသွင်းမဲ့တိုင်းစင်မူကျွန်တော်တို့လိုနေတာတိုင်းစင်မူစစ်စစ်လိုနေတာကာနာချူနဲ့ကဘာမှမဆိုင်ဘူးကာနာချူကိုရောင်းပြီးတော့တိုင်းစင်မူကခေါ်ကိုခေါ်ရမှာ နော်ဂါနာဂျူမရောင်းလည်းပဲတိုက်စစ်မှုကခေါ်ခေါ်ရမှာပဲတိုက်စစ်မှုခေါ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဂါနာဂျူရက်ချ်ဘူဆန်ဂျူအန်တိုနီဆန်တိုနော်မလာစီးယားလူရှော့ဘာညာဒီကစားမတွေကရောင်းမှဖြစ်မှာနော်ဂါနာဂျူကဂါနာဂျူရဲ့နေရာမှာလက်ရှိကုညာလာပြီဒီကောင်ပွဲထွက်ခွင့်ရဖို့မရှိဘူးဂါနာဂျူအသင်းမှာဆက်နေတိုက်စစ်မှုနဲ့လည်းဘာမှသူမဆိုင်ဘူးသူနေရအန်ဘူမူကိုရောက်စီချင်တာဗျာတဲ့ကုညာထက်ပူပြီးတော့ကိုသဘောကျတာတဲ့ဟုတ်ကဲ့ပါ အဲဆိုတော့ဂူသမားခွန်မေလို့ထင်တာဂူသမားကတော့ခေါ်ဖို့အတွက်အသင်းမှာပလန်မရှိပါဘူးလလောဆယ်ပလန်မရှိပါဘူးကျွန်တော်တို့ဂူသမားပလန်ကဘယ်ချိန်မှကြားရနိုင်လဲဆိုရင်အမ်ဘူမူကိုခေါ်ပြီးထားပါတော့ဗောနော်ဥပမာပြောအမ်ဘူမူကိုခေါ်ပြီးတိုက်စစ်မှုတယောက်ခေါ်ပြီးကွင်းလယ်တယောက်ခေါ်ပြီးအဲ့ဒီနောက်ကျမှကျွန်တော်ဝင်းဘက်တွေခေါ်မလားဆန်တဘက်ခေါ်မလားဂူသမားခေါ်မလားအဲ့သုံးနေရာနဲ့တနေရာလောက်ပဲရောက်တော့မှာဒါတော့မှကွင်းလယ်ခေါ်ပြီးမှနော်အဲ့ခေါ်ပြီးတဲ့အချိန်ကျရင်အရာဒီအစနေလောက်ပြီးဂူသမားအပြောင်းလဲက ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးကိုသမားတွေကျွန်တော်ပြောင်းလဲမယ်လို့ကျွန်တော်မထင်ဘူးအလုံးအလုံးဆုံးပြောင်းရင်အံပူမူရောက်ရင်ရောက်မယ်တိုက်စစ်မှုတရားရောက်ရင်ရောက်မယ်ပြီးရင်ကွင်းလေရောက်မယ်ဒါပဲဒီချက်ပို့ပြီးတော့ Kansas City Winback တွေကိုသမားတွေအပြောင်းလဲဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးကိုသမားကတော့ရောက်လာဖို့ကတော့ရှိရမှာတစ်ယောက်ကတော့ဒါပဲ first line နဲ့ keeper မဟုတ်ဘူး LG Bayern ရဲ့နေရာကိုအစားတူဖို့တစ်ယောက်တော့ကျွန်တော်ရောက်မှရမှာအဲဆိုတော့အံပူမူကားတဲ့နီးစနစ်နဲ့เนาะအိုင်ဝင်ခွင့်ကြဖြစ်တယ်လို့ထင်တာပဲတဲ့ခေါ်တဲ့လို့ယူဆတယ်ဗျာโอเคပါ အဲကိုတင်းကလည်းပြတဲ့ဘယ်နီကွန်မလဲကွန်မလဲနဲ့အဆက်သမိုင်းเนาะအပြောင်းရွှေ့ဆိုတာဒီလိုမျိုးပါပဲเนาะကျွန်တော်အပြောင်းရွှေ့ဆိုတာဒီလိုမျိုးပါပဲဒါဒါဖြစ်နေကြနေပါပဲเนาะကိုတင်းတင်းနဲ့မှကျွန်တော်ဟုတ်ဘူးတိုက်စင်မှုကိုစရာမလို့ဦးထင်နေပြတဲ့ဇစ်စီကအစဉ်ပြလာလိမ့်မယ်တဲ့အဲကျွန်တော်တို့မထင်ပါဘူးဗျာကျွန်တော်တို့လူတာကဂိုးသွင်းတဲ့တိုက်စင်မှုမျိုးကိုကျွန်တော်တို့လူတာကျွန်တော်တို့လက်ရှိ MO ရင်းကပေါ့เนาะသူ့ရဲ့ UD ချက်က Force 9ထားပြီးတော့ဗျာသွားနေတာမျိုးကျွန်တော်မဟုတ်ဘူးကျွန်တော်ဗီဒီယိုလောက်ထားပါတယ်ရှိညနေတုန်းကကျွန်တော်တို့က goal scoring center forward ကိုလိုတာ link player တွေ force 9 player တွေကျွန်တော်တို့လိုတာမဟုတ်ဘူး ဇစ်ဂီက goal scoring strike ကဟုတ်မနေဘူးတိုက်စစ်မှုကကျွန်တော်လိုကိုလိုတယ်ပြီးခဲ့တဲ့ရာသီဒုက္ခရောက်ခဲ့ရတာတိုက်စစ်ကြောင့်အများကြီးပါတယ်အတင်းကပြားတဲ့เนาะအဲကွင်းလေအရင်ဆုံးပြင်သင့်တယ်လို့ထင်တယ်တဲ့ okay ပါကွင်းလေကတော့ပြင်မှရမှာပါကွင်းလေကဒီတိုင်းဆက်သွားလို့မရဘူးကစားမမရောနိုင်ဘူးဆိုရင်တော့မှကွင်းလေကဒီတိုင်းဆက်သွားလို့မရကွင်းလေဒီတိုင်းဆက်သွားရင်အတင်းကအများကြီးကောင်းလာဖို့မရှိဘူးမင်းတိုက်စစ်ကဟိုဘယ်လိုပြောမလို့ယူကရက်စ်ပဲခေါ်ခေါ်၊ကုညာပဲခေါ်ခေါ်၊အန်ဘူမူပဲခေါ်ခေါ်တိုက်စစ်က၃ခုသွင်းခန်းစစ်က၃ခုပြရမှာပဲဒီကြောင့်ရှင်းရှင်းလေးရယ်ဆိုတော့ကျွန်တော်တို့ တိုက်ဟိုခံကွင်းလေကမပြောင်းလို့မရပါဘူး။လူရောင်းလို့ရရမရရကွင်းလေကခေါ်ကိုခွန်မရမှာ။ကွင်းလေခေါ်လို့မရရင်ကျွန်တော်တို့လုံးဝကိုတိုင်ပတ်မှာအတင်းကဘာမှဖြစ်လာမယ့်အခြေအနေမျိုးမှကျွန်တော်တို့မရှိဘူး။ Okay ကြည့်ဒီမှာနေပါလေဈေးကပြားတယ်ဒီကစားမကတော့ကြည်ထားတယ်နော်။အပြောင်းရွှေ့ကိုစောစောတွေကညှိရမှာစောစောတွေကညှိနေလို့လိုလိုပါလား။ Free ရမှာခေါ်တင်တာပြားတယ်နော်။ Free တော့သူတို့ဟာဖြစ်လိမ့်မယ်မထင်ဘူးနော်။တတန်းတူရင်တို့မတူရင်တခြားအတင်းထံသူတို့ရောင်းပါလိမ့်မယ်။အံပူမူကတော့ဟို free သူတို့လက်လွတ်လိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်။ โอเคပါဆိုတော့နောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ပါအဲဆိုတော့နောက်တစ်ခုကျွန်တော်တို့ကြည့်အောင်ပါလေတိုက်စစ်နဲ့ပတ်သက်လို့ပေါ့နော်တိုက်စစ်ကလည်းပြောပြမယ်တရင်တွေကလည်းဗျာနော်အခုထက်ထွက်တာတွေက United တင်းရဲ့ဘက်ကတော့ OC man အတွက်ဖြစ်နိုင်ကြီးရှိတဲ့အပြောင်းရွှေ့အသေးစိတ်အချက်လက်တွေကိုဆွေးနွေးဖို့ပြန်ပြီးတော့စတင်နေပြီဖြစ်ကြလို့သိရတယ်ပေါ့နော် OC man ကတော့တရားဒီကိုအခွန်အပီစီအခွန်ဖြတ်ပြီးကိုပေါ့နော်လောက်ခလာစာ Euro 12တန်းအတရင်ရလူပြီးတော့ကစားမရဲ့ပြောင်းရွှေ့ကြီးကလည်း Euro 85တန်းထိတန်ကြီးရှိတယ်ပေါ့နော် တရာသီ12သန်းဆိုတော့ဘယ်လိုပြောမလဲဘလောက်တော့တရာသီကို12သန်းဆိုတော့2သိန်းခွဲလားလားတရာသီကို12သန်းခဏနော်တရာသီ12သန်း12သန်းနော်တရာသီကိုနော်12သန်းတပတ်ကို2သိန်းခွဲပါလားတပတ်ကို2သိန်းခွဲပါနော် တပတ်ကို2သိန်းခွဲလောက်တော့သူလိုချင်နေပေါ့2သိန်းခွဲတော့မစိုးထင်တာပဲဒီလားဟုတ်တယ်မလားနော်တရားဒီ12တန်းလीနော်12တန်းပြ12တန်းဆိုလို့ရှိရင်အင်းမစိုးပါဘူးနော်တပတ်2သိန်းခွဲရတော့အခုလက်ရှိရနေကြတာပဲတော့ OC man ကလည်းတပတ်2သိန်းခွဲအခွန် BC ပေါ့နော်ဟိုစပိန်တို့ဘာလို့မျိုးကစားမားတွေက90ရာခိုင်နှုန်းပိုင်ညာဆောင်းတော့မဟုတ်တော့ခါပြည်တနာတော့မရှိဘူးဒါပေမဲ့လို့ပြောင်းရွှေ့ကြီးကအမင်းယူရို85တန်းဆိုတာနည်းဘူးဒီလားနော်ယူရို85တန်းဆိုတာကစားမားတစ်နှစ်ကို ယူရို85တန်းအပြင်တစ်နှစ်ကို12တန်းမြင်အိုက်မာရင်ဒီတယ်မလားဟိုမလွယ်ဘူးဗျာအပြောင်းရွှေ့ကဆိုတော့အဲအတင်းဘက်ကအဲ့လောက်ငွေသုံးနိုင်မလားဆိုတော့ရောင်းနိုင်တဲ့ကစားမားတွေပေါ်မှာကျွန်တော်မူတည်ပြီးတော့ကျွန်တော်ကြည့်မှရမှာနော်ဒါအပြင်တိုက်စစ်နဲ့ပတ်သက်လို့ဆက်ပြီးတော့ပြောရသေးတယ်ယူကိုအဂီတီကီကလက်ရှိအထီတော် United ရဲ့ခေါ်ယူမဲ့အတင်းရဲ့ United ခေါ်မဲ့ကစားမားတွေစီးရင်မှာ ထိတ်ဆုံးကနေပြီးတော့ hot topic တစ်ခုပြပါဝင်တဲ့အခြေအနေမျိုးတော့ရှိမနေသေးဘူးပေါ့နော် Vita Gugres ကိုသာ United ရဲ့ဘက်ကစိတ်ဝင်စားနေတယ်လို့ United ရဲ့ Gugres ကိုခေါ်ဖို့အတွက်စိတ်ဝင်စားကြိုးပမ်းမှုက impedan ခိုင်မာနေတယ် United နဲ့တိုက်စစ်မှုတွေကစားမားတဲ့အကြမ်းမှာအသေးသေးဆွေးနွေးမှုတွေလည်းပြုလုပ် PCB ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ် Journalist တွေကတော့အမျိုးမျိုးပဲနော်အပြောင်းအရွှေ့တွေကြမှာဘယ်က Journalist တွေပေါ်လာမှန်းကိုမသိဘူးအမျိုးမျိုးပဲတည်လာနော်အော်ဆိုတော့တိုက်စစ်နဲ့ပတ်သက်လို့လည်းသတင်းတွေကအမျိုးမျိုးထွက်တယ်ဒါပေမဲ့သတင်းတွေဘယ်လိုပဲထွက်ထွက်ပါအသင်းကတိုက်စစ်မှုခေါ်ကိုခေါ်ရမယ်ဆိုတော့ အဲဒါလိုမျိုးသတင်းထွက်တာတွေကမထူးဆန်းမှုဒါပေမဲ့အသင်းဘက်ကဘသူကိုဦးစားပြီးကျူးပန်းနေတယ်လဲဆိုတာတော့ကျွန်တော်သိတဲ့နေပေါ့နော်ဦးစားပြီးကျူးပန်းတာရဲ့အသင်းရဲ့ plan B plan C ဒီလောက်အထိကျွန်တော်ရှိတယ်နေထားပါတော့ကျွန်တော်အခုဆိုလို့ရှိရင် Geocore ကျွန်တော်ရှိမယ် OCman ရှိမယ် Hugo Agitiki ရှိမယ်၃ယောက်စလုံးကဈေးတက်တာတဲ့ကစားမတစ်ယောက်မှမပါဘူးเนาะအသက်ငယ်ဆုံးကတော့ Hugo Agitiki ပေါ့ဗျာเนาะဒါအပြင်အဲသူတို့ Frankfurt ရဲ့ဘက်ကလည်းဈေးဒီပါလေးရှော့မဲ့အခြေအနေမျိုးမှာရှိမနေဘူးပေါ့နော် ဈေးကွက်တန်ကြီးကိုပဲယူရို85သန်းရှိတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဂီယိုကရက်စ်ကတော့28နှစ်ဖြစ်နေပြီ28နှစ်တပတ်လောက်ခလာစာ2သိန်းခွဲနဲ့3သိန်းယောက်ပေးရဖို့ရှိတယ်အဲပြီးလို့ရှိရင် Sporting ရဲ့ဘက်ကလည်းယူရိုသန်း80လောက်ထိအနည်းဆုံးလူချင်းနေတယ် OC Man အတွက်ကလည်းကျွန်တော်တို့သန်း85သန်းတန်း80ဒီကုန်ကြမယ်တပတ်ကို2သိန်းခွဲလောက်ပေးရမယ်ဆိုတော့အသင်းတို့ကလက်ရှိကျွန်တော်တို့ပြင်မှတ်ထားနေတဲ့တိုက်စစ်မှု3ယောက်ထဲမှာတက်တာတာဘယ်သူမှရှိမနေဘူး ဆိုတော့ကျွန်တော်တို့အနေနဲ့ quality strike ကလည်းလိုတယ်ကျွန်တော်ပြောသလိုပဲပြီးခဲ့တဲ့ရာသီကျွန်တော်ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းရင်းတွေကတခုကတိုက်စစ်ပဲတိုက်စစ်မှာဂိုးမသွင်းနိုင်လို့ကျွန်တော်ဒုက္ခရောက်ခဲ့ရတာဆိုတော့အဲ့ဒါကိုငွေငွေ immediate ကုန်ကြပါတယ်လေးဆိုပြီးတော့ကျွန်တော်တွေးနေလို့မရဘူးအသင်းရဲ့ပြဿနာအကြီးတခုကိုဖြေရှင်းနိုင်စွမ်းရှိမယ်ဆိုရင်၃သိန်း၃ထိုက်တာကတော့ကျွန်တော်သုံးရမှာပဲမတရားသဖြင့်ကြီးကလွဲရင်ပေါ့ဗျာဒါကြောင့်အသင်းအနေနဲ့ပေါ့နော်ဒီကစားမှာ၃ယောက်စလုံးနဲ့တရင်ထွက်နေတာကတကယ်ကောင်းတဲ့အရာပါဘာလို့လဲဆိုတော့ငါတို့ကတော့ main ဒီကစားမှာကိုဒီလောက်လောက်နဲ့လူကြီးနေ အခြေအနေမကောင်းဘူးသူငါတို့ကတခြားကစားမပဲလှည့်မယ်ဆိုတဲ့ပုံစံမျိုးအသင်းဘက်မှာပလန်နေထားလို့ရတယ်အခုကယူနိုက်တက်ဆိုတာနဲ့အသင်းတိုင်းကပေါ့နော်ပြီးခဲ့တဲ့နှစ်ဒီမှာဈေးဒီအမှန်ကန်ပေးခဲ့တာတွေတွေ့တော့ယူနိုက်တက်ဆိုတာနဲ့ငွေညှစ်ချင်နေကြတာဗျာသိလားကိုရီသင်းရဲ့ပြဿနာကလည်းတိုက်စစ်ဝယ်ဖို့အတွက်ကငွေရမရှိဘူးကစားမမရောင်းနိုင်သူပြီဆိုတော့အန်ပူမူကိုထားပါတော့ကျွန်တော်ရအောင်ခေါ်ပြီးသွားပြီဟေးဆိုရင်အန်ပူမူပြီးတာနဲ့ကစားမတွေရောင်းမယ်အဲ့ဒီမှာတော်တော်တိုင်ပက်ပြီအဲ့ဒီမှာအကြာကြီးကြမှာ အန်ဘူမိုဒီလာမယ့်တပတ်တော်တွေမှာအပြောင်းအရွှေ့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်နှစ်ပတ်တော်တွေမှာဖြစ်ကောင်းဖြစ်သွားနိုင်တယ်မဒါမှမဟုတ်ဝီကန်မှာလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့တိုက်စစ်ကြိုင်ကြာတော့မှာဒါလို့လဲဆိုတိုက်စစ်အပြောင်းအရွှေ့အတွက်ကျတော့ကစားမားနေအရင်ရောင်းအောင်မှာကျောင်းတဲ့နေရာမှာကျတို့ market stretch ကိုတန်း၄၀ဗျကာနာချူတန်း60ဒါတော့စင်မှာအဲ့ဒီကစားမားတွေကိုဘယ်သူမှတိတိယယောက်ကျူးပန်းနေတာမရှိသေးဘူးဂျေဒန်ဆန်ဂျူလူဗျ25တန်းတန်း3တန်းနဲ့ရောင်းချင်ပါတယ်ဆိုတဲ့ပလီယာမျိုးတော်မှဘယ်သူမှစိတ်မဝင်စားဘူး အန်တိုနီဆန်တိုလူမျိုးကျွန်တော်ပေါ့နော်ရီယယ်ဘက်တစ်မှာခြေသွမ်းပြခဲ့တဲ့အဆင်ပြေခဲ့တယ်ဆိုတဲ့ကစားမားတောင်မှဘက်တစ်ကမခေါ်ခြင်းဘူးဒီနေရာမှာကစားမားရဲ့ခြေသွမ်းကိုမယုံနာရဲလောက်ခလာဇာတိများတာရဲ့အကြောင်းပဲဆိုအဲ့ဒါတွေကအသင်းကိုဒုက္ခပေးမှာဆိုတော့အဲ့ကြရင်ကျွန်တော်အပြောင်းရွှေ့ကအကြာကြီးဆောင်ရအောင်မှာအန်ဘူမိုးရဲ့အပြောင်းရွှေ့ပြီးတာနဲ့ကျွန်တော်အကြာကြီးဆောင်ရအောင်မှာဒါတော့မှအန်ဘူမိုးပြောင်းရွှေ့ကဘယ်တော့ကြအောင်မှမသိဘူးဒါငွေကြောင့်ပေါ့နော်ငွေကြောင့်ပြီးလို့ရှိရင်လောက်ခလာဇာတိအများကြီးပြီးထားတဲ့အခါရောင်းဖို့အတွက်တော်တော်လေးခက်ခဲတဲ့ပြဿနာတွေကြောင့်ပဲကျွန်တော်တိုင်ပတ်နေတာ တော့ဗောနော်တိုက်စင်နဲ့ပက်ထရိုဘာတွေဆက်ပြီးတော့ဖြစ်လာမလဲကျွန်တော်တို့ကြည့်ရမှာပေါ့လေအတင်းတွတ်တော့ကျွန်တော်တို့ဒီတော်တော်ကိုကာလာရှိတဲ့เนาะအပြောင်းရွှေ့တစ်ခုကိုကျွန်တော်ဒါဖြစ်တန်းရအောင်မဲ့အချင်းဒီမျိုးပါစန်ချူနဲ့ကာနာချူကတဲ့နျူကာဆယ်နဲ့တရင်းနေထွက်နေတယ်တဲ့နျူကာဆယ်ကသူတို့ကစားမားတွေရောင်းမချပဲနဲ့သူတို့ကစားမားတွေအများကြီးခေါ်လို့မရပါဘူးသူတို့မှ FFB စီမင်းကျွန်တော်ရှိနေတာရှိပါတယ်ပြီးလို့ရှိရင် Aston Villa တို့လည်းဒီလိုပဲကစားမားတွေခေါ်ယူဖို့မတိုင်ခင်သူတို့အရင်ရောင်းဖို့လိုပါတယ်ဆိုတော့တရင်းထွက်တာကထွက်တာပဲဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်အနေနဲ့ သူတို့တွေကလူတွေစိတ်ကြိုက်ခေါ်လို့ရတဲ့အခြေအနေမျိုးမှာရှိမနေသေးဘူးပေါ့နော်။အိုစီမန်ကလည်းလစာရှော့ယူဖို့စီစဉ်နေတာဟုတ်လားတဲ့။အိုစီမန်ကပုံမှန်အားဖြင့်လည်းကျွန်တော်တို့3900ရှိတော့2000လောက်ရတာကျွန်တော်မေဟုတ်တယ်မနေ့ရလားမသိကျွန်တော်ကြည့်လိုက်တာ။အခု2000ကျွဲလူချင်းနေတယ်ဆိုတော့ तू ကရှော့ယူဖို့မရှိဘူး။ तू ကရှော့ယူဖို့မရှိဘူးဆရာသမား။ okay ကျေးဇူးများဒီမှာလေအဲဆိုတော့နှစ်တန်းနှစ်တိုင်းပြားတဲ့အပြောင်းရွှေ့ကဒီလိုပဲတဲ့နော်ဒါကတော့ဒီလိုပဲဒီနော်ဒါကျွန်တော်တို့အသိမှတ်မဟုတ်ဒီလိုပဲစပါးကားတဲ့ကာနာချူကိုခေါ်ရမှာဗျာတဲ့နော်အဲ โอเคစပါကနာချူခေါ်ရမှာဆိုတော့ဘယ်လိုပြောမလဲအဲခေါ်ပေါ့နော်ပြဿနာကျွန်တော်တို့ကရောင်းကျင်နေဆိုတော့ဟိုစပါတို့ဘာတို့ကိုပြောင်းတာအဲ့လောက်ပြဿနာမရှိဘူးဗျာဒီလားကိုရီးယားတာထိတ်တိုက်တင်းကြီးတွေကိုရီးယားမုံခါးသီးတဲ့ပြိုင်ဘက်တွေကိုမပြောင်းဘူးကျွန်တော်လူတယ်နော်အကောင်းဆုံးကတော့အင်္ဂလန်ပြည်ပပြောင်းသွားရင်တော့အကောင်းဆုံးပေါ့ဒါမဲ့လို့ဗျာတန်း80တန်း80ပြိမယ်ဆိုရင်ပြည်တွင်းမှာလက်လွတ်ရတာကပြဿနာမရှိဘူးဟုတ်တယ်မလားနော်အဘူမူမရရင်ပြတယ်တခြားလူမဝယ်ဘဲနဲ့သူ့ဝယ်မဲ့ငွေနဲ့ Vita Gogres ကိုဝယ်ပြီးတဲ့အာမနဲ့လဲသွားလို့လဲကျွန်တော်ရတာပဲတဲ့ အဲပြဿနာကအာမတ်မမရှိရင်ကျွန်တော်ဝင်းဘတ်မှာကတကယ်ကစားရတဲ့သူမရှိပါဘူး။ပြီးမယ်လွားမယ်ကလွင်ဘဲကောင်းမှတိတိကျကျရောက်ကျွန်တော်ခံလို့မရဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ကအာမတ်ကိုဝင်းဘတ်အတွက်အတီးပြင်ပြီးတော့အန်ဘူမိုကိုရအောင်ခေါ်ဖို့ကြိုးပမ်းနေတာ။ညီကလို့တည်တဲ့အတိုင်းပဲကျွန်တော်ပြီးခဲ့တဲ့ရာသီဝင်းဘတ်မှာအာမတ်တရားလို့မကစားရင်ဘဲကောင်းမှအလုံးမဖြစ်ဘူး။ကျွန်တော်ပြောသလိုပဲပြီးနေလွားနေတာပဲရှိတယ်ဗျာ။ဘဲကောင်းမှအလုံးမဖြစ်ဘူးအာမတ်လိုမျိုး။နီးပြားဖြစ်သူအန်ဘူရင်လိုချင်တာကဝင်းဘတ်တွေမဟုတ်ဘူး။ဝင်းဂါးတွေကို तू ကလိုချင်တာ။ အမ်မူရင်ဟာအဲ့ဒီသူတို့အစွန်ကစားမတွေနဲ့ပတ်တဲ့သူဘယ်တော့မှဝင်းဘက်စ်လို့မသုံးဘူးဝင်းဂါစ်လို့ပဲသူသုံးတယ်။ဘာလို့လဲသူလိုချင်တာဒီတိုက်စစ်အားသံနဲ့ကစားမတွေကိုသူလိုချင်တာ။ဆိုတော့ကျွန်တော်တို့ကအာမက်ဒီယာလို့ကိုကျွန်တော် inside forward ပါတဲ့ narrow number 10ကိုပို့ပြီးတော့ဒါလိုတို့ master v တို့ထအလကားပဲ။ဒီကောင်ကြီးပြင်းကြီးလွှားနေတာကလွဲလို့ရှိရင်ဖြတ်တင်ပေါ်တွေလည်းကောင်းကောင်းမပြီးနိုင်တယောက်ချင်းတယောက်လည်းမကြုံနိုင်ကိုယ်တိုင်လည်းကိုမသွင်းနိုင်။เนาะအထဲကို cut inside လို့ပြီးတော့သုံးဖို့ကလည်းညာသန်းဒီဆိုတော့အဆင်မပြေဘူး။ ။အဲကြောင့်ပေါ့နော် MOD လူဂျင်နာဒီဝင်းဂါစတီကိုဝင်းဘက်စ်မှာလူဂျင်နာဒါကြောင့်နေရုနံပါတ်10မှာ MMU ကိုရအောင်ခုံဖို့ကြိုးပမ်းတာပဲ။ရအရဖို့တော့မျှော်လင့်ရမှာပေါ့လေ။ဂိုးအန်တိုနီကိုပြားတဲ့တန်းလေး၄လောင်းနဲ့ခေါ်သွားရင်ကောင်းမယ်တဲ့နော်။အမလီအကောင်းဆုံးပဲခေါ်သွားလို့ရှိရင်တော့ဟာလာနော်။လာစာဒီလည်းရှော့ချရကျွန်တော်ကြာမယ်။လဲပတ်စံကြီးလည်းကျွန်တော်ရမယ်။ပြဿနာကကျွန်တော်အနေနဲ့ခေါ်နိုင်ပါမလား။ဘယ်သူမှတော့သိစိတ်မဝင်စားဘူးဗျာဒီလားကိုတင်းကစားမတွေဘလို့စိတ်ဝင်စားမအောင်မင်းကောင်းတဲ့ကောင်းနေမှာမဟုတ်တာ။ All right. Uh okay. Air NASA Air NASA ထွက်မဲ့ဘီလာတိုက်စစ်ကစားသမားဟောင်းလေးခေါ်စီကျင်တာအတန်း90လောက်နေရမှာဘူး။အဲဂျွန်ဒူရန်ကိုပြောတာလားမသိဘူး။ဒူရန်ကထွက်မာတယ်လား။ဒါကျွန်တော်တို့သတင်းမကြားမိဘူးဆက်သမားကြီးနော်။ Sorry ပါ။ကွင်းလေမခွန်ရင်တိုင်ပက်နေဦးမှာပဲအမှန်ပဲကွင်းလေမခွန်ရင်တိုင်ပက်မှာပဲ။ကွင်းလေခေါ်မှကျွန်တော်တို့ခန်းစစ်ကတက်တာမှာနော်။ကွင်းလေကကျွန်တော်ခေါ်ဖို့လိုတယ်။ ကွညာအတင်းကွညာလို့တဲ့အတင်းလာခြင်းတဲ့သူကရှားတယ်တဲ့ခုကကကြီးစားတွေပဲရှိကြတယ်နော်ကွညာလည်းကြီးစားပဲလीပဲနော်အားလုံးကတော့ professional ပါဆိုမှပဲနော်အားလုံးကတော့ကြီးစားပဲကျွန်တော်ပြောသလိုပဲကျွန်တော်တို့အဲ့ဒါကြီးကိုမေ့လိုက်တော့ပဲသိလားနော်ဟာ United တရေနီးသွေးရှိမှနော်တရေပြာသွေးရှိမှတရေနှက်သွေးရှိမှအဲ့ဒါကြီးမေ့လိုက်တော့နော်အဲ့ဒါတွေကကျွန်တော်တို့အနေနဲ့နော်ပုံမြင်နေဖြစ်သွားပြီသိလားပုံမြင်နေဖြစ်သွားပြီဒါတွေကကျွန်တော်တို့နော်စိတ်ကူးနဲ့ကျွန်တော်တို့အနေနဲ့ตาရတော့မဲ့အရာတွေမဟုတ်တော့ဘူးအဲ့ဒါတွေနဲ့ကျွန်တော်အရင်ကตาရဘူးတဲ့အဲ့လိုမဟုတ်တော့ဘူး အဲ့လိုကစားမမျိုးကမင်းရင်မင်းเนาะမင်းမြေတူးဖော်တော်မင်းတွေ့ကြမှာတွေ့တော်မှာဆရာသမားเนาะအဲ့လိုကစားမနေမရှိရောဘူးเนาะဦးနနာပြားနဲ့သူ့ကြောင့်အသက်တူမှာပဲအဲဘယ်လိုဆိုလို့ရှိရင်ねဘသူကိုတိုက်စစ်တွေ့ခေါ်ကြလဲเนาะအဲကျွန်တော်တိုက်စစ်တွေ့တိုက်စစ်မှုကပြားလက်ရှိမှာပြဿနာကစားမကောင်းကညီကတို့တွေ့ကြရင်ရှားတယ်တိုက်စစ်မှုကလေသိလားเนาะတိုက်စစ်မှုကတွေ့ကြရင်ရှားတယ်ဗီတာဂူကရက်ကတော့ကျွန်တော်ကအမှန်တမ်းပြောမယုံဘူးပြားဂိုးတွေအဲ့လောက်တွင်းထားတော်မှာလေဘာလို့လဲဆိုတော့ဗီတာဂူကရက်ကိုရင်းရင်းနှီးနှီးကြည့်ဦးတယ်တဲ့မှာပါတယ် ်။ဦးစီမန်းတော့ယုံနေတူးတယ်ဗျာသိလား။သူ့လိုမျိုးစရန်ပိုင်းဆိုင်ရာကောင်းတယ်ကျွန်တော်သဘောကျတယ်မဆိုးဘူးကော။အဂီတီဂီကြတော့လေဗျာဖီဇီကယ်ကကျွန်တော်တော်တော်လေးတော့စိတ်ပူတယ်။အမှန်တကယ်အဲ့ဒီမှာဦးစီမန်းတော့ဗျာနော်သဘောကျဆုံးပေါ့လေကျွန်တော်တယောက်တည်းအမြင်ရဆိုရင်ဟိုဘင်ဂျမင်ဆက်စကူရူဘာလိုကောင်းနေခွန်နိုင်တော့အကောင်းဆုံးပဲ။ဆက်စကူရူဘာလိုကငယ်လဲငယ်တယ်ဖီဇီကယ်လေး strong ဖြစ်တယ်အရက်လေးမြင့်တယ်ခေါင်းလေးတိုက်တက်တယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲကိုယ်တိုင်လဲဘဲချင်းညာချင်းနဲ့ကန်တိုင်းနဲ့ပြန်ပြန်ကြီးလဲသွားနိုင်တယ် နော်ဆက်ကူကတော့ကောင်းနေတယ်မှာပါတယ်ကျွန်တော်တော့ Vita Gugres ကောင်းတိုက်သွင်းတဲ့ဂိုးကိုကောင်းကောင်းမြင်ဘူးသိလားပြီးခဲ့တဲ့ရာသီမှာတကယ်ပြောကောင်းတိုက်သွင်းတဲ့ဂိုးကောင်းကောင်းမမြင်ဘူး Gugres တို့ပါတော့ပြဿနာကတိုက်စစ်ကတော့ရှားတယ်တိုက်စစ်ကတော့ရှားတယ်ကျေးဇူးများဒီမှာလေ Okay free နဲ့ရမယ့်ကစားမားတွေကိုကျိုးပန်းတင်နေဗျာတဲ့ ယူနိုက်တက်ကလူချင်းဈေးခွဲကြတာဗျာတဲ့ဘယ်သိမှမစို့ဈေးကြီးပြေးပြီးတော့ခေါ်ပြီးတော့တဲ့အစင်မပြေရင်လည်းကိုအတင်းတွေ့ပဲရှင်းတော့ကျန်တမကြီးအဲ့ဒါကကိုအတင်းညံ့လို့ဖြစ်တာနော်သူများအတင်းကဈေးတင်တိုင်းကိုဒီဝယ်စရာမှမလိုတာဟုတ်တယ်မလားကိုအတင်းညံ့လို့ဖြစ်တာသူများအတင်းနေရဲ့ဘက်ကတော့ဗျာဘသူမှအလှလုပ်နေတာမဟုတ်ဘူးသိရအမျက်ရမှုကျူးပန်းကြမှာပဲယူနိုက်တက်ဆိုတန်း80တန်း80တောင်းမှာပဲလေဒါသူတို့ကစားမှသူတို့တောင်းတာပြေတနာမရှိဘူးပြီးတာမပြီးတာကိုအတင်းပေါ်မှာမူတည်တယ်ညှိနှိုင်းနိုင်တာမညှိနှိုင်းနိုင်တာကိုအတင်းပေါ်မှာမူတည်တယ်ကိုအတင်းညံ့လို့ဖြစ်တာဗျာသိလားသူများအတင်းပို့တောင်းလို့ဖြစ်တာမဟုတ်ဘူး ကျွန်တော်တို့ကမင်းရလေကွာမင်းငါလည်းမင်းချင်းချင်းပဲလှုပ်ဆမ်းပါမင်းဒီကောင်လေးတန်း90တန်းတောင်မင်း80နဲ့ခွာတောင်းနေတာမင်းတို့ဝဲချင်းဝဲလေးမဝဲချင်းမင်းတို့ဒိုးတာပဲမင်းတို့ငါတို့ကတော့80ရမှရောင်းမှာရှင်းရှင်းလေးရပြသေးလားဒါစီးပွားရေးကဏ္ဍအောက်ရမလားကိုအသင်းတို့ကကုန်လှုပ်လှုပ်နေကြတာ United မဟုတ်လို့ဆိုပြီးတော့ဘယ်သူမှညာပေးစရာအကြောင်းမရှိဘူးဆိုတော့ကိုအသင်းဘက်ကတကယ်အလုလုတက်မှာပဲသူများအသင်းကြီးကအဲ့လိုအလုလုတက်လို့ကျွန်တော်ခေါ်ကြတာသိရမလားနော်အဲ့ဒါကြောင့်မလဲသူများအသင်းရဲ့ကစားမအလုလုတက်ခေါ်ကြတာပဲဆရာသမားကြီးနော် ကကစတာကစတာဇဝိုင်းဇဝိုင်းဝိုင်းကတော့ကုမင်းလီတန်နဲ့ကက်စကုမင်းအင်းကျွန်တော်ကတော့ဗျာတော့ UC မန်မန်ပို့ကြိုက်တယ်တဲ့နော်အမြင်ပေါ်လေးပိုင်နေဗျာတဲ့နော် Geogress ကခေါင်းတိုက် twin နဲ့ကိုကမရှိတလောက်ပဲတဲ့နော် okay ကြည့်ကြည့်များလေးသဘင်တက်လိုက်တာတဲ့မနောသမရှားသွားတယ်ဆိုတဲ့အာဘောလုံးကံမလာပဲနဲ့လူကြည့်ဖို့လာတဲ့သူတွေများတော့လုတ်ပြတာပေါ့ဗျာသိရမလို့နော်ဘောလုံးကံမလာလာကြည့်တဲ့သူတွေများတယ်ဆိုရင်ကိုကအမှန်ကန်ဘောလုံးကံပြမှာအခုကလူလာကြည့်ကြတာဗျာသိတယ်နော် လူလာကြည့်ကြတာသိတယ်မလားနော်အော်သူကံပါတဲ့မလီတပတ်လုံးပြင်မှန်းခဲ့တဲ့အရာလေးတွေသူကသူ့ကြည့်ပြီးဖြေဦးမှဆိုတဲ့လူတွေပေါ်တယ်တော်ကောသဘင်ကိုမျက်နှာထင်းအောင်တက်တက်ပြရတာဗျာသိလားနော်မင်းတကယ်ကံကျင်မင်းအကုန်မင်းကျိုးကွန်ကုန်မှာပေါ့ဒီဘဲဒီမင်းမလုံးနိုင်မှာတော့သိရမလားနော်မင်းဖောင်းဖန်းဆိုမင်းမင်းမင်းလုံးဝတော့ပင်နေကြီးပဲကိုးတွေသွင်းပလိုက်မှာပေါ့သို့တော့အဲကျွန်တော်ကိုကဗျာသိရနော်ပရိသတ်ကိုဦးစားပေးရတယ်လीသူတို့ကဂိုးကန္တာကြည့်နေတာလားငါ့ကိုလာကြည့်တာလားသိရမလားဒါဦးစားပေးရတာဆိုတော့သဘင်တက်တာလာကားမဟုတ်ဘူးဆရာသမားကြီးနော်အင်း သင်္ကာတိုက်စစ်ကိုပဲအာယုံဆန့်နေတာတဲ့ကွင်းလေကနော်ရင်းနှင်းနေတာပြတဲ့ရောင်းစရာကြီးတပုံကြီးနေတယ်နော်အဲကွင်းလေအတွက်သူတို့ကဦးစားပေးမဟုတ်သေးတယ်တော့မကျိုးပန်းတာသူတို့သူကနေသူရှိရပါတော့ကွင်ညာတီနံပါတ်1အမ်ဘူမိုတီနံပါတ်2တိုက်စစ်တီနံပါတ်3ပြီးမှကွင်းလေဆိုပြီးတော့သူတို့သွားမှာအဲအဲ့လိုမျိုးဆိုတော့အိုက်တိုက်စစ်မှုနဲ့အမ်ဘူမိုရဲ့ဂျားထဲမှာတော့မှကိုတင်းကအရင်ရောင်းပါအောင်ပါသိတယ်မလားဆိုတော့ကွင်းလေကကျွန်တော်ပြောင်းမှရမှာမပြောင်းလို့ကျွန်တော်မရအောင်နော်ပြောင်းမှရမှာဒီတိုင်းတော့သူတို့နေမှာမဟုတ်ပါဘူးဆရာသမား ဗီတာဂူဂရက်စ်နဲ့ဝိုင်းလန်လဲလို့ရရင်ကောင်းမယ်တဲ့နော်မလီဗျာဆက်သမိုင်းနော်မင်းဟိုတိတ်တွေးတဲ့ပါဆက်သမားလေနော်တွေးတဲ့ပါကျွန်တော်ကျွန်တော်မပြောတော့ပါဘူးလေတွေ့ကြတဲ့ညုံငါလုံးမှမသိတော့တာပါကုန်လေမယ်ကျေးဇူးများကြီးတင်ပါတယ်ဆက်သမိုင်းကျေးဇူးများကြီးတင်ပါတယ်ဆိုတော့လောလောဆယ်ကြည့်တဲ့ညီကိုကျွန်တော်900ရှိပါတယ်ဆိုတော့ဒါကတော့အသင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ညနောက်ဆုံးရထားတဲ့အပြောင်းအရွှေ့သတင်းတွေပေါ့လေညီကတို့စိတ်ဝင်စားမဲ့သတင်းတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ညမှာ breaking news တွေတက်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်ပြပါမယ် မဟုတ်လို့ရှိရင်တော့ကျွန်တော်မနေ့ပြင်မနေ့ live မှာကျွန်တော်ပြင်ပြီးတော့ tweet ကြပါမယ်ဆိုတော့မနေ့ပြင်က weekend ဆိုတော့အညီကလို့နေနေပေါ့နော်ဒါမနေ့ခင်း live ဒီပိုင်းစောင့်ကြည့်ကြလိမ့်မလို့ကျွန်တော်ထင်တယ်ထုံးတဲ့အတိုင်းပဲ9နာရီလောက်မှာကျွန်တော်ပြင်ပြီးတော့ tweet ကြတာပေါ့ကျေးဇူးအားပေးတဲ့ညီကအများလုံးကိုကျေးဇူးများကြီးတင်ပါတယ်